င်္ဂလာပါဒီကနေ့2025ခုနှစ်အော်တိုဘာလ30ရက်နေ့ညနေခင်းထိတွေ့ရှိထားတဲ့သတင်းတွေတဲကမှထူးခြားသတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားသတင်းတွေကတော့မန္တလေးတိုင်းအတွင်းကစုမိုးနေပြည်များကိုကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRA အဟိုင်ဗျူအာပါဝင် MNPDF တွေကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းစစ်ကောင်စီဝါဒဖြန့်စကားကိုဝေဖန်တဲ့ Rider Mighty အပါအဝင်တရုတ်ဆောင်၃ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်း ကလေးမျိုးဘက်ကိုစစ်ကြောင်းထိုးလာသလိုတိတိမ်မျိုးဘက်ကိုလည်းနေကြောင်းကနေစစ်ကောင်စီကအားဖြည့်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်း DNL ကအပြစ်ရပြီးတဲ့နောက်မှာရခိုင်စစ်မျက်နှာကိုစစ်ကောင်စီကပုံမဖိအားပေးတိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဓမ္မဆုံးသတင်းတပုတ်အနေနဲ့မန္တလေးတိုင်းအတွင်းကစိုးမိုးနယ်မြေများကို အငွေသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRN viewer ကနေထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းမှာမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် TRN viewer ကတိုင်းအတွင်းကစုမိုးနေမြေများကိုကာကွယ်ပြီးဒီမန်းချက်ပန်းနံရောက်တဲ့အထိဆက်လက်ချီတက်သွားမယ်လို့ဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ PDF တပ်မတော် TRN viewer ကိုစင်ကူးတပိတ်ချင်းတို့ကနေမြေကအများစုနဲ့ပါဝင်စုဖွဲ့ထားပြီးတော့မန္တလေးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်က viewer ဖြစ်တာနဲ့အညီ တိုင်းတွင်းမှာရှိတဲ့နေပြည်တော်များမှာတော်လှန်ရေးလုပ်ငန်းများကိုအားရင်အပြည့်နဲ့စ조사ဆောင်ရွက်လျက်ရှိတယ်လို့အသိပေးပါတယ်။ဆက်လက်ပြီးမိဖက်တော်လှန်ရေးအင်အားစုတွေနဲ့တွဲဖက်ကဒေသကိုကာကွယ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြူဟာအမှတ်63အနေနဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခက်ခဲများကြားကနေဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ဂရီးတစ္ဆာပြုပါတယ်လို့အသိပေးထားပါတယ်။ဒါအပြင်မိုးကုတ်ပြူဟာနဲ့မိုးကုတ်ချေပြူတော်လှန်ရေးတပ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်မယ်လို့လည်းသိရပါတယ်။ မန္တလေးတိုင်းမိုးကုတ်ကိုတိမ်မိုက်ထိကျုပ်ထားတဲ့တောင်းတက်တော် TNA တွေကမြို့ကိုအာဏာသိမ်းစေုပ်စုလက်ထဲပြန်လည်ထိုးအပ်လိုက်ပေမဲ့ဒေသခံဒေါ်လန်ရေးတပ်တွေကမြို့ကနေမစုပ်ပဲဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဒေါ်လန်ရေးတပ်တွေကသတင်းထုတ်ပြန်လိုက်ပါတယ်။မိုးကုတ်ကနေအခြေပြုပေါက်ဖွားလာတဲ့မိုးကုတ်ပြူဟာပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ဒေါ်လန်ရေးအောင်မြင်သည့်အထိဆက်လက်ချီတက်တိုက်ပွဲဝင်ပါမယ်လို့ကတိသက်စာပြုကြောင်းမိုးကုတ်ပြူဟာကအော်တိုဘာ29ရက်နေ့ညနေပိုင်းမှာကလေးကထုတ်ပြန်လိုက်ပါတယ်။ဒါ့အပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ကလည်း မိုးကုတ်နယ်စင်ကူးအပါဝင်မန္တလေးတိုင်းအတွင်းကတိမ့်ပိုက်ထားတဲ့နေမြေတွေကိုလက်လွတ်မှာမဟုတ်ဘဲနဲ့အစွမ်းကုန်ဆက်လက်တိုက်ခိုက်မယ်လို့ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။မိုးကုတ်ပြူဟာနဲ့ MDY PDF တွေကအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနလက်အောက်ခံတရင်တပ်ဖွဲ့တွေဖြစ်ကြပြီးတော့ TNL ပါဝင်မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့စစ်တုံညာ2ခွန်စစ်စင်ရေးနဲ့ထန်ချက်ညီစစ်စင်ရေးဖြစ်ချမ်းမန်းစစ်စင်ရေးကိုဆင်နွှဲကမိုးကုတ်မိုးမိတ်စင်ကူးတပိတ်ချင်းစတဲ့မျိုးရွာတွေကို ိမ့်ပိုက်ထိမ့်ချုပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့တစ်သက်ရွေးကောက်ပွဲဝါဒဖြန့်စကားကိုဝေဖန်တဲ့ writer mighty ပါဝင်3ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းမှာတစ်သက်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်စကားကိုဝေဖန်ခဲ့တဲ့ writer mighty တပ်ဖို့တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့အာသာတရုတ်ဆောင်အုံတိုင်းတို့ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီကအော်တိုဘာလ29ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ခက်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းနဲ့ ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့သူတွေကိုအော်တိုဘာလ29ရက်နေ့ကလူမှုကွန်ရက်မှာဝေဖန်ရေးသားခဲ့တာကြောင့်ဆိုပြီးသူတို့ကိုနေအိမ်တွေကနေဖမ်းဆီးခဲ့တာလို့ပြောပါတယ်။သူတို့ကစစ်တပ်ကအာဏာသိမ်းတာကိုမထောက်ခံတဲ့အပြင်တနပ်ပြပွဲတွေမှာပါဝင်ခဲ့ကြကြောင်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအောင်မြင်စေရေးအတွက်သူတို့တက်ကြွတဲ့အမှုပညာကဏ္ဍနဲ့ပူးပေါင်းပါဝင်တာမရှိတဲ့အပြင်တခြားအမှုပညာရှင်တွေတတတအားပါဝင်တာကိုဝေဖန်တိုက်ခိုက်တာရွေးကောက်ပွဲအပေါ်ပြည်သူတွေယုံကြည်မှု တော်နေလာစီအောင်ယူရရေးသားဖြန့်ဝေခဲ့တာကိုစစ်စစ်တွေးရှိခဲ့ရတယ်လို့ထုတ်ပြန်ပြီးမတရားဖမ်းဆီးလိုက်တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့ကလေးမျိုးဘက်ကိုစေချောင်းထိုးလာတယ်လို့တိတိမျိုးကိုလည်းလေချောင်းကနေစစ်ကောင်စီကအားဖြည့်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းမှာချင်းပြည်နယ်မြောက်ပိုင်းကိုစေချောင်းထိုးလာတဲ့စစ်တပ်နဲ့ချင်းပြည်ကောင်စီကာကွယ်ရေးပူးပေါင်းတပ်တွေကအော်တိုဘာ29ရက်နေ့ကနေစပြီးကလေးမျိုးတိုင်းကမျိုးချားတိုက်ပွဲဖြစ်ပွားနေတယ်လို့ချင်းသတင်းရင်းမြစ်ကနေပြီးတော့သိရှိရပါတယ် စစ်ကောင်စီကသခိုင်းတိုင်းကလေးမျိုးဘက်ကနေစစ်ရင်အားလုံးရင်းနဲ့ထပ်မံထိုးစစ်ဆင်လာလို့ဒီတိမ်မျိုးနယ်ငွေပြီးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ကလေးမျိုးကနေချင်းတောင်ဘက်စစ်ကြောင်းထိုးလာတဲ့ဆက်ကဆတွေနဲ့တိုက်ပွဲဖြစ်ပါတယ်ချင်းပြည်အစိုးရတပ်ဖို့ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်ကဆစစ်ကြောင်းထိုးလာသူတွေနဲ့တိုက်ပွဲရှိတယ်ကလေးတိုင်းငင်းချောင်းမှာရှိတဲ့ငွေပြီးရွာမှာလို့ချင်းတရင်ချင်းမြေကပြောပါတယ်တိုက်ပွဲမှာထိခိုက်ကြဆုံးခြေနေတွေမသိရသေးဘူးလို့လည်းပြောပါတယ် စစ်ကောင်စီတပ်ကအော်တိုဘာ29ရက်နေ့ကနေစပြီးစစ်ရင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ CDF စီရင်ကအတိအပြီးထုတ်ပြန်လာခဲ့ပါတယ်။စစ်ကောင်စီကကလေးမျိုးဘက်ကနေမြေပြင်စစ်ကြောင်းထိုးနေတယ်လို့လေကြောင်းကလည်းတီးတိမ်မျိုးကိုစစ်ရင်အားဖြစ်တင်းနေတယ်လို့ချင်းသတင်းရင်းမြစ်ကနေပြောပါတယ်။အော်တိုဘာ26ရက်နေ့မှာရဟတ်ရင်နဲ့၅ချိန်အော်တိုဘာ29မှာရဟတ်ရင်နဲ့၅ချိန်တီးတိမ်မျိုးကိုစစ်ရင်အားလက်နက်ခဲရန်ဖြစ်တင်းနေတယ်လို့ဆိုပါတယ်။ စ်ကောင်စီတပ်ဖွဲ့ဝင်100လောက်အင်အားဖြည့်တင်းခဲ့တာသိရကြောင်းလဲသူကပြောပါတယ်စစ်ကောင်စီက2025မေလကလေးကကလေးဘက်ကနေတိုင်းငင်းဘက်ကိုစစ်ရင်အများပြားနဲ့စစ်ကြောင်းထိုးခဲ့ဘူးပဲမဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာပြီးတော့တက်ပြန်ဆုတ်ခဲ့ရပါတယ်အဲ့ဒီတော့ကလည်းငွေပြီးရွာနီးနာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့တိုက်ပွဲတလဝဲကြော်ကြမှာဇူလိုင်လဆန်းမှာစစ်ကောင်စီတပ်ကလေးမျိုးဘက်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပြီးတော့အခုထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ် ချင်းပြည်မြောက်ပိုင်းဒေသကိုစစ်တပ်ကမြေပြင်ဝေဟင်ကနေဆင်ရအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့ပုံမုံချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူနဲ့ချင်းမျိုးသားတပ်ဦး CNS ပြောရေးဆိုခွင့်ရှိသူတို့ကိုဆက်သွယ်မေးမြန်းနေသေးဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ PNL ပြည့်ရက်ပြီးတဲ့နောက်မှာရခိုင်စစ်မျက်နှာကိုစစ်ကောင်စီကပုံမူဖိအားပေးလာနိုင်တယ်ဆိုတဲ့သတင်းမှာညီနောင်မဟာမိတ်တုံးဖွဲ့ထဲမှာ MNDA စစ်ကောင်စီနဲ့ပြည့်ရက်ပြီးတဲ့နောက်နောက်ထပ်အဖွဲ့ဝင် TNL ကလည်း အပြည့်ရက်ဆဲလိုက်ပြီးဖြစ်ကြောင်းမနေ့က29ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ညီနောင်မဟာမိတ်၃ခွဲထဲမှာ MNDA, TNLA အပြည့်ရက်သွားပြီးဖြစ်တာတော့နောက်ဆုံးကြန့်ရှိနေသေးတဲ့အာရခတ်တော် AA နဲ့ဒခိုင်စစ်မျက်နှာအခြေအနေများနဲ့ပတ်သက်ပြီး CDN ဗိုလ်ကြီးစင်ရောကဖြေကြားထားတာတွေရှိပါတယ်။ညီနောင်မဟာမိတ်၃ခွဲမှာ MNDA အပြင်ယခုလက်ရှိ TNLA ကပါစစ်ကော်မရှင်နဲ့အပြည့်ရက်ဖို့သဘောတူညီလိုက်ပြီးဆိုတော့ညီနောင်မဟာမိတ်၃ခွဲအတွက် AA တစ်ဖွဲ့တည်းသာကြန့်ရှိရကြောင်း ရခိုင်စစ်ရေးခြေရင်းနဲ့ပတ်သက်ပြီးစီဒီအမ်ဘိုကြီးစင်ရော်ရဲ့ပြောကြားချက်ကတော့အဓိကကတော့မန္တလေးနဲ့မတရားသပိတ်ချင်းစင်ကူးပြီးရင်တကောင်းပေါ့ပြီးရင်ဆက်ဆက်နေမရီဖြစ်ကြတဲ့အင်းတော်ဘက်အချမ်းပေါ့အဲ့ဒါပြီးရင်တော့မြောက်ပိုင်းမဟာမိတ်၃ဖွဲ့တွေကနှစ်ဖွဲ့ကယာယီအဖြစ်အပြစ်ရလိုက်ပြီဆိုတော့ရခိုင်တောင်ပိုင်းကိုစစ်တပ်ကအဓိကလေချောင်းနဲ့တိုက်ခိုက်ဖို့အင်အားပိုများသွားပြီလို့ဆိုရမှာပေါ့ညီတော်မဟာမိတ်၃ဖွဲ့မှာ MNDA နဲ့ TNL တို့က အကျမ်းဘတ်စစ်တပ်နဲ့အပြစ်ရက်သွားခဲ့ပြီးဖြစ်တာကြောင့်အကျမ်းဘတ်စစ်တပ်ကရခိုင်ဘက်ကိုပို၍ဖိလာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဖိစီယာရခိုင်လောက်ပဲလာတော့လာလာကျန်တော့တဲ့အနေထားပေါ့နော်။ရခိုင်ကိုဆက်ပြီးတော့ဖိလာမယ့်အနေထားပေါ့။ရခိုင်တောင်ပိုင်းစစ်မျက်နှာအဲ့ဒီဘက်ကိုဖိလာမယ့်အနေထားလို့ပြောရမှာပါခင်ဗျာ။ထို့ပြင်လက်ရှိမြန်မာစစ်တပ်ရဲ့ဖြူဟာမှာသူတို့ပြန်လည်ထိန်းချုပ်လို့ရတဲ့နေရာများအားလေကြောင်းကဥစွာတိုက်ခိုက်ပြီးမှသာခြေလင်ထိုးစစ်ဝင်ရောက်တာကြောင့်လေကြောင်းရံကိုဂိူးဆိုင်ရမည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်အခုနောက်ပိုင်းစစ်တပ်ရဲ့ထိုးစစ်ကသူတို့ပြန်ပြီးထိန်းချုပ်လို့တဲ့နေမျိုးတွေကိုနေချောင်းတက်ခိုက်မှုတွေစိတ်တိုင်းကြလုပ်ပြီးကမှနေပြင်စစ်ချောင်းတွေဝင်လာတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်အထူးသဖြင့်ကတော့ရခိုင်တောင်ပိုင်းတန်တွဲတောင်ကုတ်ဘွားနယ်အန်းအဲ့ဒီ၄မြို့နယ်ကတော့အရခတ်တပ်တော်ကထုတ်ပြန်ထားသလိုခြေချောင်းရောလေချောင်းရောဂရုစိုက်ရမှာလို့ပြောရမှာပါသူတို့အလင်အမြန်ကိုလှုပ်လာနိုင်ခြင်းရှိပါတယ်ဗျာလို့ပြောပါတယ် PNL နဲ့အပြစ်ခတ်ရဲစဲလိုက်တာကြောင့် အခြားအပြစ်မရတဲ့နေရာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများပုံမှုလုံလာနိုင်ကြောင်း CDN ဗိုလ်ကြီးစင်ရော်ကသုံးသပ်ခဲ့ပါတယ်။ခုပြောပြသွားခဲ့တာတွေကတော့2025ခုနှစ်အောက်တိုဘာလ30ရက်နေ့အတွက်ထူးခြားသတင်းတွေပဲဖြစ်ပါတယ်။ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။